။နေ့ပြန်2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တောက်ကြနေအတွက် နောက်ဆုံးရမူလဝေသအခြေအနေတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အားလုံးကောင်းတဲ့တိုက်ဖို့မုံနိုင်ရဲ့ကြရက်ကိုရင်ဆိုင်ရဖို့ရှိနေတဲ့အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့လိုအပ်မယ့်အကြောင်းအဓိကထားတင်ပြသွားမှာဖြစ်ပါရဲ့ရှင်။အရှိဘတ်တောက်တေုပ်ပင်လင်မှာတော့အာလွန်ကောင်းတဲ့တိုက်ဖုံမုံနိုင်ကေမီကီဟာဗီယက်နမ်နိုင်ငံကိုဖြစ်ကျော်ဝင်ရောက်ပြီးနောက်လာအုံနဲ့ထိုင်းနိုင်ငံတွေကိုအပူပိုင်းမုံနိုင်ဖြစ်ဆက်လက်ဝင်ရောက်မှာဖြစ်ပါတယ်။ ဒီမုံနိုင်ရဲ့အရှင်ကြောင့်လာမယ့်82နှစ်အတွင်းထိုင်းနိုင်ငံမြောက်ပိုင်းအရှေ့မြောက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာမိုးလွန်ကြီးပြီးရုတ်တရက်ရေကြီးရေလျှံမှုတွေဖြစ်နိုင်တယ်လို့ထိုင်းမိုးလေဝသဌာနကအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါရဲ့ရှင်။ ဒါကြောင့်ထိုင်းနိုင်ငံရောက်မြန်မာရှေ့ပြန်လောက်တာရင်းနေနဲ့လည်းတည်နေကိုနားဆွင့်ပြီး အထူးသတိပြုနေထိုင်ကြဖို့ဒီနေရာကနေတိုက်တွန်းလိုက်ပါရရှင်။အဲ့ဒီမုံနိုင်ရဲ့ကျင်းကျန်တင်တိုင်းတွေကတော့နိုဝင်ဘာလ၈ရက်နေ့စနေနေ့ကနေစပြီးမြန်မာနိုင်ငံထဲကိုဝင်ရောက်လာမှဖြစ်လို့တည်င်ပတ်ကုန်ရက်တွေမှာနိုင်ငံနဲ့မိုးရီပြင်အောင်မှဖြစ်ပါတယ်။ အထူးသတိပြုရမယ့်အချက်ကတော့ပြီးခဲ့တဲ့ရက်တွေကမိုးရေကြောင့်မြေဆိုတက်ရရှိပြီးသားဖြစ်လို့အခုတစ်ချိန်မိုးထက်ရွာတဲ့အခါတောက်ပေါ်ကုန်းမြစ်ဒေသတွေမှာမြေပြိုတာနဲ့တောက်ကြချောင်ရရုတ်တရက်ကျဆင်တာတွေဖြစ်နိုင်ခြေပုံများနေပါရဲ့ရှင်။နောက်ပြန်တောက်ကြနေအတွက်အသေးစိတ်ခမှန်ချက်တွေကိုကြည့်လိုက်ကြရအောင်ပါရှင်။နိုင်ငံနဲ့ပြားမှာမိုးရသုံးမှုတွေတိတိကျကျရောကျသွားမှဖြစ်ပြီးထူးထူးခြားခြားမိုးကြီးနိုင်တဲ့ခြေနေတော့မရှိပါဘူး။ ရှမ်းပြည်မြောက်ပိုင်းကရင်နီပြည်နေပြည်တော်နေရင်ကုန်တိုင်းတို့မှာနေရာစစ်စိတ်မှုနေငယ်သားရွာသုံးနိုင်ပြီးနိုင်ငံအနှံ့သားရနိုင်တဲ့ခြေအနေရှိနေပါတယ်။ပင်လယ်ပြင်အတွက်သတိပေးချက်ကတော့ဆက်ရှိနေတုန်းပါပဲ။လေပြင်တိုက်ခတ်မှုတွေကြောင့်လိုင်းအမြင့်9ပေကနေ9ပေထိရှိနိုင်ပါသေးတယ်။ဒါကြောင့်ပင်လယ်ခရီးသွားမဲ့သူတွေနဲ့ရေလုတ်သားတွေအနေနဲ့သတိပြုသွားကြဖို့လိုအပ်နေစေဖြစ်ပါရဲ့ရှင်။ မူလဝတ္တဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG Platform ရဲ့နောက်ဆုံးရမူလဝတ္တခံမှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပြီးဖို့မြစ်တရခန့်အပ်ပါရရှင်။